ဒီရက်ထက်ကနေဘူးလိုက်မိုးရွာလိုက်ဖြစ်နေရဆိုတော့ဒီနေ့မိုးတွေရာသီဥတုတွေပတ်သက်ပြီးတော့ဒီနေ့ကလေ့လာကြမှာဖြစ်တယ်အဲ့တော့ရုပ်တရက်လေးဖမ်းပြီးတော့ကြည့်လိုက်ပါအောင်အဲ့တော့ဒီလေးချောင်းတော့ကို ဟိုကအင်္ဂလိပ်လိုပြောပြီးတော့ပြောင်းပြီးတော့ပြတ်တက်ပြီလားပြတ်တက်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးက message အတွက်မဟုတ်ဘူးနောက်နေ့ပို့ပြီး challenge ဖြစ်တဲ့ဗီဒီယိုရှိမှလာပြီးတော့ကြည့်မယ်အဲဒါပေမဲ့ဒီဟာလေးတွေကအကိုတော့အခက်ခဲရှိနေရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုကြည့်လိုက်မယ်ပြီးရင် meaning အသစ်ဆိုရင်မှတ်လိုက်မယ်ပြီးလို့ရှိရင်ဆရာကဒီဒီကိစ္စဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးမဟုတ်ဘဲနဲ့နောက်ထပ်ပွားပြီးသုံးလို့ရအောင်အကျေဖြတ်မြင်ရှင်းပြမှာဆိုတော့လောက်စာအုပ်တို့ဘေးမှာပါချပြီးတော့ရေးမယ်ရေးပြီးလို့ရှိရင်အဲ့အသုံးလုံးတက်တွေကနောက်နေ့မှာတော့ပြီးတော့အကျိုးပြုနေမယ်ဟုတ်ပြီအဲ့တော့ကိုပေါ့ကိုအရင်ကြိုးစားပြီးတော့ခေါင်းကြံညှစ်ပြီးထုတ်လိုက်ပါအောင်ဒါတွေကိုဟိုကဘာလို့လာပြောနိုင်လဲဒီနေ့ညအတူတူဘယ်လိုလဲမိုးသားတွေမဲလာပြီ ်မိုးရွာတော့မယ်မိုးဝဲလေးတွေကျနေတယ်မိုးမမိစေနဲ့တော့ဒါလုံးဝကို daily usage ဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်စာ speaking ကောင်းဖို့ရက်60စီအတွင်းမှာဆရာဒါလေးတွေကိုအဲတင်ပေးနေတယ်အဲ့တော့ရက်60ပြသွားလို့ရှိရင်ဒါမျိုးလေးအခု60စာစုဆောင်းသွားလိမ့်မယ်စုဆောင်းစုဆောင်းထားတဲ့60တခုနဲ့တခုထောက်ပံ့ပြုနေလိမ့်မယ်ဒါဆိုလို့ရှိရင် English speaking မနဲ့ကောင်းသွားပြီလို့ယူဆလို့ရပြီပေါ့နော်ကြည့်ရဆိုရင်စူးစမ်းကြည့်မယ်မရတော့ရေးဆုံးကြားလိုက်ရှင်ဆရာတို့အဖြေတိုက်ရမယ် ဲ့တော့အဖြေတိုက်ရအောင်ဒီနေ့ရာသီဥတုဘယ်လိုလဲဘယ်လိုလဲဆိုတော့ကျွန်တော်ရှေ့ရက်30စီးမှာဆရာဆရာ follower တွေတင်ပေးထားတာ how ဆိုပြီးတင်ထားပေးရနော်အဲ့တော့ how is the weather လို့ရေးလည်းရတယ်ဒါပေမဲ့ပုံမှန်နေ့စဉ် usage မှာအသုံးများတာက how မဟုတ်ဘဲနဲ့ what what ကိုဒီမှာလုံးအသုံးများတယ် what's like ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဒီလားဘယ်လိုလဲဆိုရင် what's the weather like ဒီနေ့ဆိုတော့ today ထည့်လိုက်မယ်အဲ့တော့ what's the weather like today အဲ့တော့ စီ speaking CV လေးကိုဆရာတင်ပေးတဲ့အချိန်ကျတော့ရှေ့ရရက်30 English out that ဒီကိုရက်30 CV လို့ meaning ချက်မယ် for formula လေးကိုကြည့်ပြီးရောမြန်မာမြန်မာတိုင်းအင်္ဂလိပ်ကိုလိုက်ရေးရတယ်လို့မျိုးမယိုရှင်ဘူးတချို့ဟာတွေကကျတော့အတွေ့အကြုံနဲ့မှတ်ကြတာလည်းရှိတယ်အလွတ်ချက်တင်လည်းကြက်လိုက်ရတဲ့ဟာလေးတွေရှိတယ်အဲ့လိုအလွတ်အလေးချင်းလေးတွေရသွားဖို့အတွက်ဆရာကဒီ CV လေးကိုသင်တာဖြစ်တဲ့တချို့မှတ်ကြမယ်ဟာဆိုမှတ်မယ်ချက်ကြမယ်ဟာဆိုရင်ချက်မယ်နော်အဲ့တော့ဒီမှာဆိုရင် how's the weather လို့ပြောရင်လည်းရပြီမဲ့အသုံးများတာကတော့ what's the weather like today ကြည့်ပြောကြည့်အောင် what's the weather like today what's the weather like today ဲ့တော့လိုက်ပြီးတော့ပြောမယ်တကယ်လေးပြောမယ်အတန်းအပြေမထွက်လာဘူးဆိုလို့ရှင်အပြေမှာဘလို့သုံးပြီးတော့ပြောတော့မလဲပေါ့နော်အတန်းအပြေမှာကြည်လေးထွက်ပြီးတော့ပြောမယ် what's the weather like today ဟုတ်ပြီနော်ရပြီဆိုရင်ဆက်ကြည့်မယ်မိုးသားတွေမဲလာပြီဗမာလိုကတော့မိုးသားတွေမဲလာပြီဆိုရဲဆိုပေမဲ့အင်္ဂလိပ်လိုမျိုး day သွားကြည့်လို့ရှင် the cloud got black ဆိုပြီးတော့ရေးတာမျိုးတော့မရှိဘူးအဲ့တော့ဘလိုမျိုးရေးရလဲဆိုလို့ရှင်အဲအမဲရောင်တိမ်တွေစုလာပြီဆိုတဲ့ပုံစံမျိုးနဲ့ရေးရတယ်အဲ့လိုမျိုးပြောချင်တာအဲ့တော့တချို့ဟာတွေကကြတော့ grammar နည်းတိုင်းဓာတ်ရိုက်ရေးလို့မရတဲ့ဟာတွေရှိရဲဆိုအောင်ဆရာပြောပြတာเนาะအဲ့တော့နှမျိုးစလုံးဖြန့်ပြီးတော့လေ့လာမယ် grammar ရောအရင်အရေးကြီးတောင်ခမာ grammar လေ့လာမယ်သူကကြောယူပဲပြီးတော့ဒီလိုမျိုးထပ်ဆင့်ပွားထားတဲ့ဟာတွေကိုလည်းလေ့လာထားမယ်အဲ့လိုလေ့လာမှကိုယ်အင်္ဂလိပ်စာခြေခံကောင်းမှာပေါ့เนาะဟုတ်ပြီမိုးသားတွေမဲလာပြီးဘယ်လိုရေးရမလဲဆရာကတော့ပြောလိုက်တယ်အမဲရောင်တိမ်တွေစုလာပြီးလို့ပြောတယ်အမဲရောင်တိမ်တွေအင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် dark clouds လို့ခေါ်တယ်เนาะ dark ဆိုတာနတ်မောင်တော့ပေါ့ဗျာ cloud ဆိုတာတိမ်ပေါ့ dark cloud ဆိုတာအမဲရောင်တိမ်တွေစုလာပြီးဆိုရင်အာပေါ့ MSR ဘိုင်းအကြီးနဲ့ရေးရမယ်အခုဖြစ်လာရင် ် MSR 5 NG ဒါရှိရ grammar series မှာသင်ပေးထားတယ်စုတာကိုအင်္ဂလိပ်လို gather လို့ခေါ်တယ် GHG ရှိရ gather အဲ့ဒါကမှ ING လေးထည့်လိုက်မယ် MSR နဲ့ 5NG ဖြစ်သွား dark clouds are gathering dark clouds are gathering အမဲအောင်တိမ်တွေစုလာပြီပမာလို့ကြတော့မိုးတွေမိုးသားတွေပါဖြစ်လဲဆိုရင်မဲလာပြီ မိုးရွာတော့မယ်လို့ပြောကြည့်အောင် IT နဲ့စလိုက်မယ်အဲ့ကြောင့် IT နဲ့စလိုက်တယ်လည်းသိလား ဆက်ချက်မရှိလို့မိုးရွာတာတို့လေးတိုက်တာတို့ရာသီဥတုတွေ၃နိုင်တီးပြီ၄နိုင်တီးပြီဆိုတဲ့အချိန်လေးအဲ့ဒါတွေလောက်တဲ့သူကမရှိဘူးအင်္ဂလိပ် sentence အကြောင်းရေးဖို့အတွက်ဆို subject ကလိုတယ်အဲ့တော့ subject မရှိတဲ့အခါကျရင်ဟောဒီလို IT ဆိုတဲ့ subject အတူလေးကိုခေါ်လိုက်တယ်အဲ့တော့ it ပြီးပြီးရွာတော့မယ်ဆိုတာအနာဂတ်ဖြစ်တယ်အနာဂတ်ဆိုရင်ဆရာတို့သိထားတဲ့အနာဂတ်က way ဆိုတဲ့လိမ့်မီဒါပေမဲ့အခုဖြစ်တော့မယ့်အနာဂတ် အခုအမဲအောင်တိန်တွေကိုကြည့်ပြီးတော့အခုဖြစ်နေတဲ့အနေအထားပုံမူတည်ပြီးတော့လုံးဝဖြစ်တော့မယ်ဆိုတဲ့အနာဂတ်မျိုးလုံးဝအောင်နီးလာတဲ့အနာဂတ်မျိုးပြောမယ်ဆိုရင်မှတ်ထားမှာက wave ကိုမတုံးဘဲနဲ့ MSR going to fat infinitive မှတ်ထားနော် MSR going to fat infinitive ဝေးရတော့မှဒီအခုရတော့မှဖြစ်တဲ့အတွက်ကြောင့် it is being MSR ပြီးသွားပြီးပြီး going to လာပြီးပြီး fat infinitive ဆိုတာ verse 0ကိုပြောချင်တာဘာထက်မလဲဆိုလို့ရှိရင် rainbow အဲ့တော့ဘာဖြစ်သွားလဲဆိုရင် it is going to rain ဝေးရတော့မယ်အခုဖြစ်တော့မှာနော် ဒီဟာလေးကတော့မယ်ဆိုတာအဓိပ္ပာယ်လေးထွက်တာပေါ့နော် it is going to rain it is going to rain မိုးရတော့မယ်ကြာနောက်ခုသွားအောင်မိုးပဲလေးတွေကြာနေတယ်ဒါလည်းမိုးပဲဆိုတော့လုံးတဲ့သူမရှိဆိုတော့အင်းနဲ့တော့စပြီးပြီဒါပေမဲ့မသိတာပါလေမိုးပဲလေးတွေမသိဘူးလားမသိလို့ရှိရင်ကြာမယ်မိုးပဲလေးတွေကြာတာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် drizzling လို့ခေါ်တယ်အခုဖြစ်နေရမှုတော့ကြောင့် is နဲ့ ing နဲ့ရေးမယ်ဒါဆိုအခုဖြစ်နေရဆိုတဲ့အဓိပ္ပာယ်ထွက်တယ်ဘာစလုံးပေါင်းလေးက dri z z l i n g drizzling လို့ခေါ်တယ် it is drizzling ဘာဖြစ်လို့ MSR နဲ့ fine engine ရေးရလဲအခုဖြစ်နေတာကိုပြောရင် MSR နဲ့ fine engine ရေးရတယ်ဒါ၈၈30စီးမှာလည်းဆရာပြောထားခဲ့ပြီအဲ့တော့မှတ်ထားမှာတော့ဒီ meaning လေးပေါ့နော် drizzling လို့မှတ်ထားမယ် it is drizzling it is drizzling ဟုတ်ပြီနော်မိုးတွေမိုးပွဲလေးတွေကျနေတယ် it's raining မဟုတ်နော် it's raining ကမိုးတွေရွာနေတာ it's drizzling ကျတော့မိုးပွဲလေးတွေကျနေတယ်ဟုတ်ပြီနော်ကဲမိုးမမိစေနဲ့နော်ဗမာစကားကတော့အရင်လှတယ်မိုးမမိစေနဲ့အဲ့တော့အဲ့ဒီအတိုင်းဒါရိုက်အင်္ဂလိပ်မှာမရှိဘူးအင်္ဂလိပ်ကဘာလို့လဲဆိုရင်မိုးရေတံမှာမဆူပါစေနဲ့လို့ပဲရှင်းလို့ရတယ် တော့ဒီဟာလေးကိုမရေးဘဲနဲ့ကြော်ထားခဲ့တယ်မလားကြော်ထားခဲ့ရဆိုရင်ရအောင်ချက်မယ်မိုးရေးထဲမှာစူတာကိုရေးဖို့အတွက်စူသွားတယ်ဆိုတာလေးကိုမှတ်ကြမယ်အဲ့ဒါဘာလဲဆိုရင် get what အဲ့ဒါမှတ်ထားမှဘာလဲဆိုရင်စူသွားသည်ဆိုတာထိပ်မထွက်ရနော် get what ဆိုတာဘာလဲစူသွားတယ်ဒါမစူပါစေနဲ့ဆိုတာရှိမှ don't လေးထည့်လိုက်မယ် don't get what အဲ့ဒါမစူပါစေနဲ့ပေါ့နော်အဲ့တော့ဗတဲ့မှာလဲဆိုရင်မိုးထဲမှာဆိုတော့ in the rain ကိုဆရာထည့်လိုက်ရော don't get what in the rain don't get what in that rain အဲ့တော့မိုးရေထဲမှာ မဆိုပါစေနဲ့။အမှလို့ကြတော့မိုးမမိပါစေနဲ့။ဟောနော်ဆိုပြီးတော့ view site တက်တန်လေးပါခြင်းတိလား။ Okay. อืมတိုင်းမင်းထလဲပေါ့နော်။ Don't get wet in the rain. Okay. အဲဒါဆိုရင်နည်းနည်း view နာတန်လေးနဲ့ view site တဲ့ပုံစံလေးဖြစ်သွားတာပေါ့နော်။ Don't get wet in the rain. Okay ပြန်ပြောအောင်။ What's the weather like today? Dark clouds are gathering. It is drizzling. Don't get wet in the rain. Okay တော့ မတိတဲ့မိနစ်တွေမှတ်မယ်အတုံးတုံးတက်တယ်အခုလိုမျိုးဖြစ်တော့မယ့်ဟာဒါတော့ရဲဆိုတာမျိုးတွေမှတ်မယ်ပေါ့နော်ခင်ဗျာဒါဆိုရင်ဒီနေ့နှင်းမိုးအင်္ဂလိပ်ဂျာနီရနေပြီးတော့မိုးတွေအကြောင်းသင်လိုက်ပါပြီအားလုံးပဲဆက်ပြီးတော့လေ့လာကြပါသင်ရဲ့အင်္ဂလိပ်စာအတွက်ကျွန်တော်တို့အမြဲတမ်းရှိနေပါတယ်